ဲ့ဒီခံစားချက်ကထူးဆန်းတယ်ဗျာကျွန်တော်တခါမှခွေးမွေးဖို့လည်းစိတ်ကူးမရှိဘူးဟိုမွေးလည်းမမွေးချင်ခဲ့ဘူးကျွန်တော်ငငယ်လေးတန်းနှစ်လောက်တုန်းကအဲ့လိုခွေးလိုက်ဆွဲခံရဘူးတော့ဘယ်လိုပြောမလဲခွေးမြင်ကိုကျွန်တော်တွန်းပစ်တာတို့ဖယ်ပစ်တာတို့အနားမှာခြေထောက်လာပွတ်နေတော့ကျွန်တော်ဖယ်ပစ်လိုက်တာတို့ဒါမှဒီကောင်လေးကြတော့မှပဲဘယ်လိုဖြစ်သွားလဲမသိဘူးပေါ့နော်ဂျေဆက်လိုပဲထင်ပါတယ်ကျွန်တော်ဇကားရိုက်ဖို့အတွက်ရှာတာဇကားရိုက်ဖို့ဆိုတာကျွန်တော်ဘယ်လိုပြောမလဲတရေကန်းထဲမှာအဲ့လို ဟိုလူမရှိတဲ့နေရာကိုဟောင်နေတဲ့ဒါလေးကိုလိုချင်တာလေမဟောင်နိုင်အိမ်ဘွားဆင်းရမယ်ဒီကမဟောင်အိမ်ဘွားဆင်းရမယ်အာ င်းသားကျွန်တော်တခါမှအဲ့လိုမျိုးခွေးမချစ်တက်ခဲ့ဘူးပေါ့နော်အဲ့ဒီဇက်ကားရိုက်ဖို့အတွက်လိုက်ရှာရင်လိုက်ကြည့်နေနေဒီကောင်လေးကိုအဲ့လိုမျိုးဆိုင်ရအဲ့ဒီလောင်ရင်လေးထဲမှာဒီကောင်လေးလေးတွေ့လိုက်ပြီးတော့ဘလို့လည်းမသိဘူးကျွန်တော်တနာဝသူအဲ့လောင်ရင်လေးကတယောက်လေးတစ်ထိုင်ပြီးတော့လှမ်းကြည့်နေတာလေးကြည့်ပြီးအရန်ချက်သွားချက်သွားပြီးတော့ဆုံးဖြတ်လိုက်ကြည့်ငါခေါ်သွားမယ်သူ့ကိုခေါ်သွားတော့မယ်ဆိုပြီးတော့အခုဒီရောက်လာတော့ ကျွန်တော်ဇကားရိုက်ဖို့အတွက်ရှာတာဇကားရိုက်ဖို့ဆိုတာကျွန်တော်ဘယ်လိုပြောမလဲတရေကန်းထဲမှာအဲ့လိုဟိုလူမရှိတဲ့နေရာကိုဟောင်းနေတဲ့ဟာလေးကိုလိုချင်တာလေအဲ့ဒါမျိုးလေးလိုချင်တော့လိုက်ရှာလိုက်ရှာရင်းနဲ့သူ့သွားတွေ့ပြီးတော့ဘာကျွန်တော်ဘာအမျိုးအစားလို့ခေါ်မှန်းလဲကျွန်တော်မသိဘူးကျွန်တော်ဒီလိုမျိုးဟိုခွေးလေးနေပတ်သက်ပြီးတော့ဘဟုသုတလည်းမရှိဘူးသူ့မြင်ပြီးတော့ချက်သွားတာ အမတ်လ15ရက်နေ့ကျွန်တော်ဓာတ်ပုံလေးရိုက်ပြီးတော့ date လေးမှတ်ထားတယ်မတ်လ15ရက်နေ့အခုဆိုတလကျော်ပြီပေါ့တော်တော်ချစ်နေသူကြည့်ရတော်တော်လေးလေးအနေနဲ့အေးလေးအေးပုံရတယ်နော်အကျွန်တော်ပထမတစ်ရက်ဆိုင်သွားတယ်ဆိုင်သွားတော့အဲဒီလောင်ရင်ကြီးထဲမှာသူတကောင်ထဲလေးထားတယ်နော်ထားပြီးတော့ကျွန်တော်လမ်းကြည့်နေတာလေးကိုကြည့်ပြီးတော့ဘယ်လိုပြောမလဲရေဆက်လို့ပဲထင်ပါတယ်သူကျွန်တော်စီကိုရောက်လာမဲ့ရေဆက်ပါလာလို့လားတော့မသိဘူးကျွန်တော်သူ့ကိုကြည့်ချစ်သွားတယ် ဖြစ်သွားတော့တခါမှလည်းမမွေးဘူးကျွန်တော်ဒီမျိုးစားဘယ်လိုခေါ်မှန်းလဲကျွန်တော်မသိဘူးကျွန်တော်တခါမှမွေးဖို့စိတ်ကူးလည်းမရှိခဲ့ဘူးအဲ့ဒါနောက်ရကြတော့ထပ်သွားကြည့်တဲ့ခါကျတော့ပေါင်ထဲမှာနှစ်ကောင်နဲ့လေးနှစ်ကောင်နောက်နောက်တစ်ကောင်ထပ်ရောက်တယ်နှစ်ကောင်နှစ်ကောင်မှာမှ तू ကငြိမ်ငြိမ်လေးပဲနောက်တစ်ကောင်ကကျတော့ဟိုအတင်းပေါ်တော့သိလားဟိုသူ့စတိုင်မျိုးလေးပဲအာဟိုသူ့ခေါ်အောင်လို့အတင်းခေါင်းထိုးပြီးတော့သူ့ကြည့်ပြီးပို့ပို့ပြီးတနာဝါအဲ့နဲ့အာ မွေးမယ်ကွာသူတို့သိတဲ့သူတွေကတော့ဟိုမွေးဘူးတဲ့သူတွေကတားကြတယ်အလုတ်အရန်များတယ်နော်အလုတ်အရန်ရှုပ်တယ်နော်ဖြစ်ပါမလားဆိုပြီးတော့ပြောတယ်ဒါပေမဲ့ချမယ်ကွာအဲ့တော့သူတင်လာတော့လေပါသလိုရှင်တော့သူပုံစံအကြီးလိုပဲเนาะအဲ့တော့အပြင်မှာတွေ့တဲ့ site เนี่ยတော်တော့กว่าအာကျွန်တော် ဘယ်လိုပြောမလဲကျွန်တော်ဒီမျိုးစားဒီတက်တော့အများကြီးထပ်မကြီးတော့ဘူးလို့လည်းပြောကြတယ်ကျွန်တော်သူ့ချက်ကိုချက်သွားတာနမယောကူတာကိုစီရောက်တော့ဘယ်လိုပေးတာလဲကျွန်တော်အာနမယ်၃မျိုးလောက်ရှိတယ်ကျွန်တော်ပထမဆုံးပေးခဲ့တဲ့နမယ်ကကူဂျိုဆိုတဲ့နမယ်ကူဂျိုဆိုတာကျွန်တော်ငယ်ငယ်တုန်းကဖေဖေလိုက်ပြခဲ့တဲ့ခွေးကားလေး အဲ့ကားလေးကခွေးလေးနာမည်ကိုကျွန်တော်သတိရလို့ကုโจလို့ကျွန်တော်ပေးလိုက်။နောက်ကြတော့စုပ်ွားလို့လည်းခေါ်တယ်။ David စုပ်ွားလို့လည်းခေါ်တယ်။အာအဲ့ခံစားချက်ကထူးဆန်းတယ်ဗျာ။ကျွန်တော်တကားမှခွေးမွေးဖို့လည်းစိတ်ကူးမရှိဘူး။မွေးလည်းမမွေးချင်ခဲ့ဘူး။ကျွန်တော်ငယ်ငယ်၄နှစ်လောက်တုန်းကအဲ့လိုခွေးလိုက်ဆွဲခံရဘူးတော့ ဘယ်လိုပြောမလဲခွေးမြင်ကိုကျွန်တော်တွန်းပစ်တာတို့ဖယ်ပစ်တာတို့အနားမှာ6လောက်လာပွတ်နေတော့ကျွန်တော်ဖယ်ပစ်လိုက်တာတို့လောက်တာမိတ်ဆွေတို့ကလည်းကျွန်တော်သွားပြီဆိုသူခွေးတွေကိုသူတို့တင်းထားပေးတယ်ကျွန်တော်မကြိုက်မှန်းသိလို့ကျွန်တော်ကြောက်မှန်းသိလို့တင်းထားပေးတယ်ဒါပေမဲ့ဒီကောင်လေးကြတော့မှပဲဘယ်လိုဖြစ်သွားလဲမသိဘူးပေါ့နော်ရေဆက်လို့ပဲထင်ပါတယ်ဟုတ်ကဲ့အဲ့တော့သူပုံစံကြည့်ရတယ်လေခက်အေးအေးပဲနော် MAU 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 အေးဒါအပြင်မို့လို့အပြင်ခေါ်လာလို့ အိမ်မှာအိမ်မှာမြောင်လီတမန်ရှာဟိုကြိုးနဲ့ကပ်ပြနေလို့ကြားတယ်ဟုတ်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 တယ်အိမ်မှာဖုံရိုးတွေကြိုက်တယ်ခြီတုပ်ခုံတွေခြီဖနာတွေကြိုက်တယ်ညိုးစုံဒါကအပြင်ခေါ်လာလို့နေရာအစင်းရောက်သွားလို့ညိနေတာအအခုတော့နည်းနည်းလေးဟိုဘယ်လိုပြောကျင့်တော့ကျင့်ပေးနေတာပေါ့နော်သူအခုကျွန်တော်သူ့ဆူလိုက်လို့ရှိရင် သူငြိမ်သွားတယ်သူဘလို့ကျွန်တော်သူ့စီကနေပြန်တင်နေရတာပဲဗောနော်ဘလို့ဆိုရင်သူငြိမ်တယ်ဘလို့ဆိုလို့ရှင်သူဟောင်းတယ်ဆိုတော့လေးကိုကျွန်တော်လည်းသူ့စီကနေပြန်မှတ်နေရတာဗောဆိုင်ကပြောတာတော့ဒီတဲ့အများကြီးမကြည့်ဘူးလို့ပြောတယ်ကျွန်တော်ကဟိုအဲ့လိုမျိုးဇက်ဝင်ခံရိုက်ချင်တယ်လို့ပဲစဉ်းစားခဲ့တာသိလားဘလို့အကောင်လေးမွေးမယ်ဘလို့အကောင်လေးကိုငါကျင့်မယ်လို့စဉ်းစားခဲ့တာမရှိဘူးကျွန်တော်အဲ့ဒါသူနဲ့ကြမှာပဲသူ့မြင်ပြီးတော့နန်းကျွန်တော်ကြည့်နေတာလေးကိုကြည့်တနာဝါ တနာဝါရောကငါဒီကောက်ပဲခေါ်သွားတော့မယ်ကွာလို့ဒါဘေးနားမှာလဲဒါကိုညိုပုံလေးတင်လို့ရှိလို့ရှိရင်လည်းဒီဘေးနားလာကက်ပြီးလာအိတ်နေရာလေးအဲ့လိုမျိုးလေဟုတ်တယ်ဟုတ်တယ်အဲ့ဘယ်လိုပြောမလဲချွဲတတ်တယ်ပေါ့နော်အဲ့လိုပဲပြောမှာပေါ့ဒီကောင်ညဘက်ဆိုလို့ရှိရင်ကျွန်တော်မအိတ်ရင်မအိတ်ဘူးကျွန်တော်အလုတ်လုတ်တဲ့ဘေးနားလာထိုင်ပြီးတော့ဟိုအိတ်အဲ့ဘေးနားမှာပဲလာအိတ်နေသူ့အိတ်ရသူသွားမအိတ်ဘူးကျွန်တော်လုတ်လုတ်တဲ့ဘေးနားမှာပဲလာအိတ် မပြီးတော့မှဟိုကျွန်တော် AB ဆိုတော့မှပဲသူ့အရာတော့ဝင်ပြီးတော့ခရင်ဘေးနာခေါ်ထားပြီးဟိတ်ကျွန်တော်တခါမှခွေးမချစ်တတ်တဲ့ကောင်လေးဒီလားသူ့မြင်ပြီးမှပဲချစ်သွားပြီးတော့သူ့နဲ့အဲ့လိုမျိုးချစ်စရာကောင်းတာလေးတွေတွေ့ဘူးတာပဲဒါပဲသူ့ကြမှာမွေးကျင်သွားတာအဲဘယ်လိုပြောမလဲကျွန်တော်ကအဲ့ဒီစိတ်ကူးကရတာကြာပြီရတာတကယ်တော့အဲ့ညမထွက်ရမှာတည်းကရိုက်ချင်ခဲ့တာညမထွက်ရမှာတည်းကကျွန်တော် အိမ်ထဲမှာအဲ့လိုဟိုခွေးတကောင်ထားပြီးတော့တရေကိုမြင်နေရတာမျိုးရိုက်ချင်ခဲ့တာအဲ့ဒီစိတ်ကူကရထားတော့ကြာပြီဒါအခုမှအကောင့်ထဲပေါ်ပြစ်မှာမဟောင်းနဲ့အိမ်မောဆင်းရမယ်ဒီအောင်မဟောင်းအိမ်မောဆင်းရမယ်အာဟောင်းနဲ့ရမယ်မေးကြိုးပြောတာပြီဟောင်းနဲ့ရမယ် ေးဇူးများကြီးတင်ပါတယ်ဟိုဘယ်လိုပြောမလဲဒီကောင်လေးကိုဝိုင်းပြီးတော့ချစ်ပေးကြသူမျက်နာလေးကြည့်ရတာလည်းလေအဲ့စပြီးတော့မြင်တဲ့အချိန်မှာဟိုသူ့အချစ်ခံခြင်းနဲ့အားငယ် depress ဖြစ်နေတာလားလို့စိတ်ထဲမှာထင်မိပြီးတော့ကျွန်တော်ဖြစ်တဲ့အနေနဲ့မွေးမယ်ကွာနောက်တော့သူကသူတတ်သွားမှာပဲဆိုပြီးစိတ်နဲ့စမွေးဖြစ်သွားတာဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ဟိုကျွန်တော် လည်းသူစီကတင်ယူနေစေပေါ့နော်တကယ်လို့ဒီ interviews ရဲ့အောက်မှာကျွန်တော်ကတော့ blogger တယ်ဒါပေမဲ့ဒီ interviews ရဲ့အောက်မှာဟိုသူ့ကိုဟိုဘလို့လုပ်တဲ့နယ်ဘာညာအကြံပေးတာမျိုးတွေရှိလို့ရှင်လဲကျွန်တော်ဇော်ကြီးကောင်းနေပြီးတော့ဖတ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်